်မင်္ဂလာပါရှင်ကျမတို့ TikTok channel ကဒီနေ့မှမိတ်ဆက်ပေးကြတာကတော့လူကြားထဲမှာကြီးပေါင်းတန်းလို့လူသိများတဲ့ခေါက်ယောဂအကြောင်းပါတတိမထားရင် နာကျင်လာတတ်တဲ့ဒီယောဂအကြောင်းကို နားလေတဘောပေါက်စီဖို့ရှင်းလင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်အပိုင်းတဲ့အနေနဲ့ကတော့ကြီးပေါင်းတန်းဆိုတာပါလေတဲ့ကြီးပေါင်းတတ်တယ်ဆိုတာဟာတွေးထဲမှာ uric acid လွန်ကဲနေတဲ့အခါ အယိုးအစစ်ထဲမှာဓာတ်စားတွေကြောက်ဖြစ်လာတတ်ပါတယ်။အဲ့ဒီကြောက်တွေကအစစ်တွေထဲမှာထွက်လာတဲ့အခါနာကျင်ခြင်း၊ရောင်ရမ်းခြင်းပူလာခြင်းဖြစ်ပြီးတခါတလေမမြင်ရတဲ့အဖို့လေးတွေထိဖြစ်လာတတ်ပါတယ်။အထူးသဖြင့်တော့ခြေဖြင့်ခြေချောင်းသားတွေမှာစတဲ့နာကျင်တတ်ပါတယ်။တခါတလေလက်တွေလည်းတက်ရောက်နိုင်ပါတယ်။အပိုင်းနဲ့အနေဖြင့်ဘာကြောင့်ဖြစ်တာလဲတဲ့။ ကြီးပေါင်းတက်ယောဂါဟာတက်တန်းကြာလာတဲ့အရွယ်ကနေစတင်နိုင်ပြီးတချို့အစားတောက်တွေကြောင့်ပုံမိုဆိုးရွားလာနိုင်ပါတယ်။အဓိက အကြောင်းအရာတွေကတော့အသားမြင်များစားခြင်းဝတ်သားအမဲသားငါချောက်ဖြူရင်းများတဲ့အစားအစားဘီးယားဝိုင်းအရက်ရေမတောက်တာ ကိုယ်လေးချိန်အလွန်များတာကြောက်ကန်လှုပ်ဆောင်ချက်မကောင်းတာတို့ပါဝင်ပါတယ်။ ဒီအရာတွေကယူရစ်အက်ဆစ်ကိုပိုမိုများစေနိုင်ပါတယ်အပိုင်းသုံးအနေနဲ့ကတော့ထင်ရှားတဲ့လက္ခဏာတွေကအယောင်ပြောင်းတတ်တယ်အနီရောင် ရောင်ရမ်းလာတယ်ပူလာတယ်အဲ့ဒီနေရာကိုထိရင်နာလာတယ်တခါတလေအဖျားတွေပါပါလာနိုင်ပါတယ် chronic ကောက်ဖြစ်လာရင်တော့ acid တွေအဖူဖြစ်ပြီး deform ဖြစ်လာနိုင်ပါတယ်အပိုင်းလေးအနေနဲ့ကတော့ဘလို့ကုသတဲ့လေတဲ့ ဆရာဝန်ပြပြီးအန်ဆန်ကိုချလင်းစတီရိုင်စတဲ့နာကျင်နာတာရော့တဲ့စီရီတုံးတက်ပါတယ်။တချို့လူတွေအတွက်တော့ uric acid ရှော့ဖို့ allopurinol fabuxostat စတဲ့စီရီတုံးတက်ပါတယ်။တဘာဝနီးလန်းနေလဲကောင်းပါသေးတယ်နော်။ရေးမြမြတောက်ပါအေးအောင် ice compress ချပါပုံမှန် exercise လုပ်ပါ အလွန်ကြုံမမမိပါစေနဲ့ကိုယ်အလေးချိန်လျှော့ချပါ။ အပိုင်းကအနေနဲ့ကတော့ရှောင်ကျဉ်မှုအချက်များနဲ့မစားသင့်တဲ့အရာတွေကို ပြောပြပေးသွားပါမယ်။အသားအများကြီးအထူးသဖြင့်အသွင်းဦးအသွေးတို့ငါချောင်း shellfish ပီယာအရရှောင်မှာစားသင့်တဲ့အရာတွေကတော့ရေမြမြတောက်ပါ။တနည်းကိုနေ့စဉ်ရေရှိခွက်အထက်တောက်သုံးတင်ပါတယ်။အသီးအရွက်မြမြစားပါ။ fat နေတဲ့နွားနို့အရွယ်ရောက်ပြီးသူတွေမှာ uric acid စစ်ဆေးကြည့်ဖို့အင်မတန်မှအရေးကြီးပါတယ်။ ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ကြီးပေါင်းတက်ယောဂဟာပထမဆုံးနာတာကိုလွဲသွားရင်နောက်ပိုင်းမှာအသားအရည်ဒီဖွန်ဖြစ်လာနိုင်တဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်စနစ်တကျတတိထားခြင်းနဲ့နေစဉ်စောက်ရှောက်မှုကအရေးကြီးပါတယ်။ဆရာဝန်နဲ့အတူပုံမှန်စစ်ဆေးခြင်းထိမ့်ချုပ်မှုနဲ့အတူကျန်းမာတဲ့ဘဝတစ်ခုကိုရရှိနိုင်ပါတယ်လို့ပြောကြရင် တင်နဲ့တင်မိသားစုဆွေမျိုးများအားလုံးကျန်းမာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်